အားလုံးပဲမင်္ဂလာပါကျွန်တော်တင်ငယ်ချင်းတွေကိုပြန်လဲကြိုးစားလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပြီးတော့မယ်အကြောင်းလေးကတော့ကျွန်တော်တို့ attempt store ကကျွန်တော်တို့ attempt point တွေကိုတခြားဖုန်းနံပါတ်လွှဲတကူဘလို့ကြောင်းရမလဲတခြားဖုန်းနံပါတ်ကိုဘလို့လွှဲရမလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပြီးတော့မှာဖြစ်တယ်ကဲဆိုတော့ဒီဗီဒီယိုလေးကိုစိတ်ဝင်စားလဲဆိုရင်ကျွန်တော်နဲ့အတူ like ကြည့်လိုက်ရအောင် ကဲဆိုတော့ကျွန်တော်တို့က point ကိုတခြားဖုန်းနံပါတ်ကိုလွှဲပေးမှဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ point တွေကိုဝင်လိုက်မယ်ကျွန်တော်တို့ရဲ့ point ပမာဏတွေကိုဝင်လိုက်မယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီစာမျက်နှာလေးရောက်သွားပြီဒီစာမျက်နှာလေးရောက်သွားရင်တော့ကျွန်တော်တို့မှာရှိတဲ့ point စုစုပေါင်းကိုအပေါ်ဆုံးမှာ star point စုစုပေါင်းဆိုပြီးတော့989 point ဆိုပြီးတော့ဒီမှာကြည့်လို့ရတယ်ပြီးတော့တို့ရဲ့တက်တန်းကုန်စုံမဲ chain ကိုရက်ကိုလည်းကျွန်တော်ကြည့်လို့ရတယ် ကဲဆိုတော့ကျွန်တော်တို့ကအခုကတခြားဖုန်းနံပါတ်ကိုပိုင်လွှဲมาဖြစ်တဲ့တွေ့ဒီမှာ အောက်လေးကိုဆွဲချလိုက်ပြီးရင်ဒီမှာဖုန်းနှလုံးပုံစံလေးနဲ့ပိုင်လွှဲပြောင်းဆိုပြီးတော့မြန်မာလိုလေးရေးထားတယ်ကဲအဲ့ဒါလေးကိုကျွန်တော်တို့ကတစ်ချက်ပိုင်လွှဲပြောင်းဆိုတာလေးကိုတစ်ချက်နှိမ့်လိုက်မယ်ဆိုတော့ဒီနေရာရောက်သွားရင်ဒီမှာ ကျွန်တော်တို့အပေါ်မှာဖုန်းနံပါတ်လေးထည့်ရမယ်ကျွန်တော်တို့ point လက်ပြောင်းမယ်ကျွန်တော်ဖုန်းနံပါတ်လေးကိုထည့်ရမယ် ီးရင်ကျွန်တော်အောက်မှာကတော့ဒီမှာကျွန်တော်တို့ပမာဏကိုကျွန်တော်ဖြည့်ရမယ်ကျွန်တော်ပမာဏဖြည့်ရမှာဖြစ်တဲ့တွေ့ဒီမှာအတူ100 200 500 1000ဆိုပြီးတော့ပြထားတယ်အဲ့တော့ကျွန်တော်က900ဖြည့်မှာဖြစ်တဲ့တွေ့900လေးကိုကျွန်တော်900လေးကိုရွှေ့လိုက်မယ်900လေးကိုရွှေ့လိုက်ပြီးရင်ဒီမှာအောက်မှာကျွန်တော်တို့ service charge ကကျွန်တော်99ချဲကျွန်တော်ဗီဒီယိုဖြတ်မယ်ဆိုပြီးတော့သူပြောထားတယ်ပိုင်းကတော့ကျွန်တော်900 ဒီမှာကျွန်တော်တို့900ပဲပြထားတယ်ဒါဆိုတော့ဒီမှာကျွန်တော်ပုံမှန်ဖုန်းနံပါတ်ထည့်ပြီးပြီး အောက်မှာလည်းကျွန်တော်ပိုင်းပမာဏထည့်ပြီးဆိုရင် transfer ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ထည့်ကိုကုတ်လေးပို့လိုက်မယ်ဒီကုတ်လေးကိုကျွန်တော်တို့ကထည့်ပေးရမှာဖြစ်တယ်ဆိုတော့ဒီမှာပို့လာပြီ7362ဆိုပြီးတော့ဒီကုတ်လေးကိုကျွန်တော်ရိုက်ထည့်လိုက်ရမယ် ဒါဆိုရင်ဒီမှာကျွန်တော် transfer success ဆိုပြီးတော့ပြပါပြီဒီမှာ point has been transfer successfully ဆိုပြီးပြပြီဒီမှာကျွန်တော်တို့ okay ကိုနှိပ်လိုက်ဒါဆိုရင်တော့ရပြီ။ဒါဆိုရင်တော့ရတော့ပါပြီ။ကျွန်တော်တို့ point လွှဲခြင်းကပေါင်မြင်သွားပါပြီ။ကဲဆိုတော့ဒီမှာဒီအပေါ် note လေးကိုကြည့်လိုက်ရင်လည်းဒီမှာကျွန်တော် point 900ကိုဒီမှာကျွန်တော်ဖုန်းနံပါတ်ကိုလွှဲပြီးပါပြီ။တဲ့ကျွန်တော်ဝန်ဆောင်ကအခွန်ပါပြီ။ကိုယ့်တက်ကိုချက်ချက်တင်ပါပြီ။ဆိုပြီးတော့ဒီလိုမျိုးလေးစာလေးပို့လာပါတယ်။ ဲဒါဆိုရင်တော့ဒီလောက်ဆိုရင်အားလုံးပဲကျွန်တော်ပေါ်တာလေးနားလည်ကြမယ်လို့ထင်ပါတယ်ကျွန်တော်အခုပြောပြပြီးသွားတဲ့နည်းလမ်းလေးကတော့ကျွန်တော်မှာရှိနေတဲ့အတန် point တွေကိုတခြားဖုန်းနံပါတ်တွေကိုဘယ်လိုလွဲပြောင်းရလဲဆိုတာလေးကိုကျွန်တော်လွဲပြောင်းပြပေးသွားတာဖြစ်ပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေ